လီစာလေးရဲ့ဝက်စားတွေကိုဝယ်ခွင့်ရတော့မယ်။နှစ်ပညာရှင်တွေဟာကဘာကြီးလှပဖို့အတွက်ကိုတက်နိုင်တဲ့နေရာလေးတွေကနေတရက်တအားပါဝင်ပေးတတ်ကြသူလေးတွေပါ။ဒါကြောင့်လည်းတစ်ခါတလေမှရန်ပုံငွေရောင်းချမှုလေးတွေပြုလုပ်ပြီးပရိသတ်တွေနဲ့ကိုယ်နဲ့ရေစက်ဆုံချစေဖို့အလှူဒန်းလေးတွေပြုလုပ်တတ်ကြပါရဲ့။ K-pop idol တွေဟာ fashion လမ်းကျသူတွေဖြစ်ပြီးကို့ idol ရဲ့ web video ကိုဝင်မှုကြဖို့ဆိုတာကလည်းပရိသတ်တွေအားလုံးရဲ့ဆန္ဒတစ်ခုဖြစ်ပါတယ်။အခုတော့ Blackpink Lisa ရဲ့ web video ကိုပရိသတ်တွေစိတ်တိုင်းကျကြည့်ခွင့်ရကြမှာဖြစ်ပြီး Lisa ရဲ့အဝတ်အစားတွေကိုဝယ်ယူနိုင်ခွင့်ရရှိတော့မှာပါ။ လီဆာဟာသူ့ရဲ့အဝတ်အစားတွေကို Welcome to Lisa's Closet Sale ကနေတဆင့်တရက်တရောင်းချပေးသွားမှာဖြစ်ပါတယ်။ဒီစီဇန်မှာလီဆာရဲ့ style မျိုးမျိုးနဲ့အတိတ်သမိုင်းကြောင်းကိုတည်ဆောင်ထားတယ်။အတိတ်ပဲပြေးဝနေတဲ့ item တွေပါဝင်မှာဖြစ်ပြီးပရိသတ်တွေကလီဆာရဲ့ဥပစာတွေကိုဝယ်ယူနိုင်မှာဖြစ်ပါတယ်။ဒီ event ကိုဇွန်လ29ရက်တနင်္ဂနွေနေ့မှာ Soul မြို့ရုံစန်းကူက Space Store မှာမနက်7:00နာရီကနေညနေ6:00နာရီအထိကျင်းပရောင်းချပေးသွားမှာဖြစ်ပါတယ်။ လိစာဖို့ကောင်းတဲ့ချက်တစ်ခုကတော့လိစာလေးဟာဒီကရရှိတဲ့ငွေကြေးအလုံးကိုပရဟိတဖွဲ့ရေးစီလှူရန်တော်မှာဖြစ်ပါတယ်လာရဝယ်ယူမဲ့ပြည်သက်တွေကလည်းများပြားမှမို့ချုပ်တင်နေရယူထားဖို့လိုအပ်ပြီးအရင်ရောက်တဲ့သူကအရင်ဝယ်ယူခွင့်ရရှိမယ်လို့လည်းသိရပါဗျ။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ရှင်။